ကင်းနီပြည်နယ်ဒီမော့ဆိုအနောက်ခြမ်းကိုစစ်တပ်က jet fighter အပြင် အသေးခံ drone သုံးပြီးဘုံလာကျဲလို့ထိခိုက်သေဆုံးသူတွေရှိနေပါတယ်။ Morris သတင်းပေးပို့ထားပါတယ်ခင်ဗျာ။နိုဝင်ဘာ3ရက်မနက်ပိုင်းမှာကင်းနီပြည်နယ်ဒီမော့ဆိုအနောက်ခြမ်းတနေရာကို jet fighter နဲ့ဘုံလာကျဲပြီးတဲ့နောက်ကာမီကာဇေလို့ခေါ်တဲ့အသေးခံ drone တွေနဲ့ဘုံလာထက်ကျဲတဲ့အတွက်ထိခိုက်သေဆုံးသူတွေများတယ်လို့လက်ရှိကယ်ဆယ်ရေးဝန်ကြီးတဲ့သူတွေက DPP ကိုပြောပါတယ်။မနက်ပိုင်း9နာရီဝန်းကျင်မှာဘုံလာကျဲသွားတာဖြစ်ပြီး တေဆုံးထိခိုက်ဒဏ်ရာရတဲ့သူတွေထပ်တိုးလာနိုင်မှုရှိတယ်လို့ကေဇေးသမတ်တူဦးကဆက်ပြောပြပါတယ်။ငါရလားပြည်ပြီးလောဆယ်။မဲရလည်း၃လရောတော့ရှိတယ်တော်တော်ပြင်းတာပေါ့နော်။ဝိုက်ကရမိုဖိုက်တာနဲ့ဖိုက်တာခါပြီးတော့သူစား၃လောက်ရှိမယ်လက်ချပါ။ ဘုံကျဲတိုက်ခိုက်မှုအပြီးလက်နက်ကြီးနဲ့ပစ်တာတွေထက်ရှိနေတဲ့အတွက်လေကြောင်းအန္တရာယ်လက်နက်ကြီးပစ်ခတ်မှုအန္တရာယ်တွေကိုအချင်းချင်းအတိပေးရင်သတိထားစောင့်ကြည့်နေရတယ်လို့ဘုံကျဲခံရတဲ့အနည်းဆုံးနေရာကဒေသခံတဦးက TVB ကိုဆက်ရှင်းပြပါရတယ်။တချို့ကဆိုင်တဲ့ဆိုင်ပေါ်မှာခေါမှုပေါရတာမျိုးတွေရှိတယ်အစားစိတ်နာပေါ့။သူကလီမဝဲဘဲနဲ့ပြုံးတိုင်းလာတာသူ KSP ရဲ့မိသုံးရတဲ့အတိုင်းအတင်းထောင်းတဲ့တယောက်ကတော့ ခရီးပီနယ်တဲကမဲဆဲရှားတော်နဲ့ဖားဆောင်မြို့နယ်အပါအဝင်မြို့နယ်63မြို့နယ်ကိုအရေးပေါ်ချိန်နဲ့3လစစ်တပ်ကကျင်ညာပြီးရပိုင်းအကြာမှာပဲအခုလိုအသေးခံဒရုန်းနဲ့တိုက်ခိုက်ခံရတာဖြစ်ပြီးလက်ရှိသေဆုံးထိခိုက်ဒဏ်ရာရတဲ့သူတွေကိုအတီးပြုတ်နိုင်မှု DBB ကစူးစမ်းနေပေမဲ့လုံခြုံရေးအခြေအနေတွေကြောင့်အတီးပြုတ်နိုင်တာမရှိသေးပါဘူးခင်ဗျာကျွန်တော်မော်ရစ်ပါ